ဒီနှစ်2025ရဲ့ပထမအကြိမ်တစိတ်တပိုင်းနေကျက်တဲ့ဖြစ်စဉ်ကိုမတ်လ29ရက်နေ့မှာအမေရိကအရှိမြောက်ပိုင်းကနေဒါအရှိပိုင်းဥရောပနဲ့အာဖရိကအနောက်မြောက်ပိုင်းတွေကနေမြင်တွေ့ရဖို့ရှိနေပြီးမြန်မာနိုင်ငံကတော့မြင်တွေ့ရမှာမဟုတ်ဘူးလို့နှက်ခက်ပညာရှင်တွေကတွက်ချက်ထားပါဗျာ။ ီတစ်ခေါက်နေချက်ဖြစ်စင်မှာနေလာရဟုဆိုတဲ့မဖြစ်မနေပါဝင်တဲ့ဂျိုသုံးလုံးအပြင်နောက်ထပ်ဂျိုသုံးလုံးပါပါဝင်ပူးရှင်နေမှာဖြစ်ပြီးနေချက်ပြီးမကြခင်မှာလဲစနေဂျိုကရာဒီခွင်အကူပြောင်းဖြစ်လာမှာမို့လို့နေချက်တာနဲ့ဂျိုပူးရှင်တွေကစိတ်ဝင်စားစရာကောင်းတဲ့အနေထားဖြစ်လာပါတယ်နေချက်ဖြစ်စဉ်နဲ့အတူတပါတဲ့ရှင်တွဲဖြစ်ပေါ်လာတဲ့ဂျိုကူးဂျိုရှင်တွေရ ောဒီကဘာကြီးမှာမကောင်းတဲ့အနှိဋ္ဌာယုံဖြစ်ပျက်တွေမမျှော်လင့်တဲ့ပဋိပက္ခတွေစိတ်မချမ်းမြေ့စရာတွေဖြစ်လာနိုင်ပြီးကြော်ပွဲရှင်ပွဲဖြိုပြင်းရေးနဲ့အမှုပညာလုပ်ငန်းတွေဆက်သွယ်ရေးအနည်းပညာနဲ့သတင်းမီဒီယာလုပ်ငန်းတွေမှာရိုက်ခတ်မှုဖြစ်လာနိုင်တယ်လို့ဆိုပါတယ်ပြီးတော့လူဆိုးတခိုးတူးစရိုက်သမားတွေနဲ့ဓမြရန်ကိုကြောက်လန့်ရတာတွေလည်းဖြစ်လာနိုင်တယ်လို့ဗီဒီယိုယူဆတွေနဲ့ဟောက်ကိန်းထုတ်ထားပါတယ် ဂနန်းပေတင်အရဒီနှစ်ဟာစစ်နက်ဖျားအင်္ဂါကြိုးဆိုးမှုတဲ့နှစ်ဖြစ်ပြီးလက်ခတ်ပေတင်အရဝေါ်ဟာရပြက်ကတိန်တလတော်တွင်နေကျလာချက်တွေဆင်ကဲဖြစ်ပေါ်လာတာနေကျလာချက်ချိန်အတော်တွင်ကျူးချောက်လုံးပါဝင်ပူးရှင်နေတာနဲ့စနေရဟုပူးရှင်မှုလည်းဆက်လက်ဖြစ်ပေါ်လာဖို့ရှိနေတာတွေကြောင့်နောက်6လအတွင်းကဘာဝန်းမှာဘလို့ရင်တက်ရှုမောဖွဲအကြောင်းအရာတွေမြင်ရကြရမလဲဆိုတာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ အခုဆက်လက်ပြီးနေချက်ဖြစ်စဉ်ကြောင့်နောက်6လအတွင်းဆက်နှစ်ရာသီဖွားရီရဲ့ကန်စားတာအဆိုးအကောင်းအကျိုးအကြောင်းတွေဘယ်လိုပြောင်းလဲလာမလဲဆိုတာဟောပြောပေးပါမယ်။မိတရာသီဖွားရီကစိတ်ဖိစီးမှုပိုများလာနိုင်ပြီးကျန်းမာရေးလည်းညက်တတ်ပါတယ်။ငွေကုန်ကြေးကျလည်းများတတ်ပါတယ်။တစ်ချိန်ထဲမှာကိုယ့်ကိုယ်ကိုကောင်းသောအပြောင်းလဲတွေလုပ်နိုင်ရင်တော့ကံကောင်းမှုစီပြန်ဥတည်သွားနိုင်ပါတယ်။ဒီတရားဒီဖွားတွေကမပြောပလောက်တဲ့အခက်ခဲတွေကလွဲရင်ထူးထူးခြားခြားဘာမှဆိုးဆိုးဝါးဝါးတွေဖြစ်မလာနိုင်ဘူးလို့မြင်ပါတယ်။ဒါပေမဲ့စီလိုပေါက်ရှာပြီး ငွေကုန်နာမေတ္တာရေးဆိတ်ရှုပ်ရတာလေးတွေတော့ရှိနိုင်ပါတယ်မေထုံရာသီဖွားတွေကနောက်လပိုင်းတွေအတွင်းအခွင့်အလမ်းကောင်းတွေပေါ်လာတာစိတ်လုကိုလှုပ်ပျော်ရှင်ခွင့်ရတာနဲ့တီထွင်ဖန်တီးမှုအပိုင်းမှာအာရချင်နဲ့ဆရာတွေဖြစ်လာတတ်ပါတယ်ကံစားတာတွေပို့ပြီးတော့တိုးတက်မြင့်မားလာနိုင်ပါတယ် ကကရာတီဖွားတွေကအလောက်ကင်တဲ့ရာဓုအဆင့်တန်းကိစ္စတွေမှာထင်ရှားတဲ့တိုးတက်ဖြစ်ထွန်းမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။စိန်ခေါ်မှုနဲ့ဒုံတွဲနေတဲ့အခွင့်အလမ်းတွေကိုလည်းမြင်ရပါလိမ့်မယ်။ကန်စာရာအကောင်းဘက်ကိုဥတီလာနိုင်ပါတယ်။တင်ရာတီဖွားတွေကတော့ငွေရေးကြေးရေးနဲ့အခြေရေးပိုင်းမှာမမျှော်လင့်တဲ့အခက်အခဲပြဿနာတွေပေါ်ပေါက်လာနိုင်ပါတယ်။ဘယ်ကိစ္စမဆိုဆန္ဒတွေစောပြီးအလင်းစလိုမဆုံးဖြတ်ဖို့မှာကျင်ပါတယ်။ ကံရသည်ဖွားတွေကနေချက်ဖြစ်စဉ်ရဲ့အကျိုးသက်ရောက်မှုကိုသိမခံစားရတတ်ပဲတာမန်အတိုင်းလေးပဲဖြစ်တန်းသွားနိုင်ပါတယ်။ဒါပေမဲ့မိษွေအပေါင်းအသင်းကဏ္ဍငွေကြေးယင်းဤထဲဝင်မှုကိစ္စတွေမှာတတိထားဖို့လိုပါလိမ့်မယ်။တူရသည်ဖွားတွေကချီရေးချီရကိစ္စတွေမှာစိတ်ချမ်းသာခြင်းနဲ့ဆရာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ချစ်သူအိမ်နောက်ဖက်နဲ့ဆုံတွေ့ရတတ်ပါတယ်။တစ်ချိန်တည်းမှာပဲအလုံးမဖြစ်တဲ့ဆက်ဆံရေးတွေပတ်သက်မှုတွေကိုလည်းတခါလဲလက်ဆက်တတ်နိုင်မဲ့ကာလဖြစ်ပါတယ်။ ရိษาရာသီဖွားတွေကယာယီခဏဖျားနာတာကျန်းမာရေးချူချာတာလေးတွေဖြစ်ပေါ်တတ်ပါတယ်။နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာစိတ်နှောက်ရှက်ကြုံရတတ်ပေမဲ့တိတ်မပြောပါလောက်တဲ့အရာဖြစ်ပါတယ်။ကိုကိုအတိုက်ခံလုပ်သူတွေပေါ်လာတတ်ပါတယ်။ဓနုရာသီဖွားတွေကတော့လုပ်ငန်းစီးပွားကိစ္စနဲ့ပတ်သက်လို့စကားများအခြေတင်တွေဖြစ်ရတတ်ပြီးငွေကြေးကိစ္စခက်ခဲတွေလည်းပေါ်ပေါက်လာနိုင်ပါတယ်။စိတ်ရှိရှိထားတတ်ရင်တော့ပြဿနာတွေအလိုလိုပြီးသွားပါလိမ့်မယ်။မကာယရာတီဖွားတွေကမိသားစုဘဝနဲ့အလौဒဝင်မှုညီညွတ်မြတ်တတ်အောင်စူးစမ်းတိဆောက်ရတတ်ပြီး အိမ်တွင်းရေးမိသားစုအရေးမှာအာယုံစိုက်ဖြည့်ရှင်းရမယ့်ကိစ္စတွေပေါ်လာတတ်ပါတယ်။အိုးအိမ်ပြင်ဆင်ရတာနဲ့မိသားစုအတွက်အချိန်ပေးရတာတွေဖြစ်လာနိုင်ပါတယ်။ကုန်ရသည့်ဖွားတွေကကိုယ့်အပေါ်တခြားသူတွေကနားလည်မှုလွဲတာဖုန်းကွန်ပျူတာတွေပြက်တာမျိုးဖြစ်လာနိုင်ပါတယ်။ဒါပေမဲ့အလုံးနဲ့ကိုရေးကိုတာမှာတော့အပြောင်းလဲကောင်းတွေဖြစ်တည်လာဖို့ရှိနေပါတယ်။မေယာတီဖွားတွေကဝင်ငွေထွက်ငွေနဲ့ပတ်သက်လို့အလေးထားဖြည့်ရှင်းစရာတွေဖြစ်လာနိုင်ပါတယ်။အလကားနေရင်ထိုင်ရင်ငွေကုန်ကြေးကျတွေများတတ်ပါတယ်။ အခြေငါတွေရှောင်တင်ပါတယ်တခါတလေမှာကိုဘက်ကတီးခန့်အလျှော့ပေးရတာတွေဖြစ်တတ်ပါတယ်ပြောမဆိုမှဖြစ်လို့ဖြေရှင်းရတာတွေရှိလာနိုင်ပါတယ်ဒါကတော့နေချက်ပြီး6လအတွင်းဖြစ်ပေါ်လာနိုင်တဲ့စစ်နေရာဒီဖွားရရဲ့အခြေအနေဟောကိန်းဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗီဒင်ဟောကိန်းတွေနားထောင်ခြင်းယင်ဗီဒင်ရပြအစီအရင်တွေဝါသနာပါယင်ဗီဒင်တူတောက်ကို subscribe လုပ်ထားလိုက်ပါ